အင်ကူမိန်ကလေးငယ်နှစ်ဦးကိုနှိပ်စက်ခဲ့တယ်လို့ဆိုကအင်ဝါအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်6ဦးကိုလူကုန်ကူးမှုတားဆီးကာကွယ်ဥပဒေရာဇသက်ကြီးပုံမှာကလေးတငယ်ဥရီပုံမှားရင်းနဲ့တရားစွဲဆိုထားမှုအတွက်ဇန်နဝါရီလ12ရက်နေ့ကအနောက်ပိုင်းခရင်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်အဲ့ဒီယုံကျိမှာတော့အင်ဝါအချုပ်ဆိုင်ပိုင်ရှင်တော်တင်သူစာတင်မင်းလန်စုမွန်လန်နဲ့ရာဇာထွန်းတို့ကို ပုံမှန်325မြင်းဆောင်344ရို့နဲ့တရားစွဲဆိုထားမှု မတ်တီရီလန်နဲ့ဥကိုလက်တို့ကိုပုံမှန်325မြင်းဆောင်344မြင်းဆောင်134တို့နဲ့တရားစွဲဆိုထားမှုတို့အတွက်တရားလိုပြသက်တဲ့အဖြစ်နှိပ်စက်ခံခဲ့ရတဲ့မဆန်းကိခိုင်ရဲ့မိခင်ဖြစ်သူကိုစစ်ဆေးခဲ့တယ်လို့သိရပါဗါရယ်အဲ့လိုစစ်ဆေးရမှာမဆန်းကိခိုင်ရဲ့မိခင်ဖြစ်သူကရခိုင်ယုံချင်းကလူကုန်ကူးမှုတားဆီးကာကွယ်ဥပဒေပုံမှန်29မြင်းဆောင်24မြင်းဆောင်32နဲ့အင်ဝါအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်6ဦးကိုတရားစွဲဆိုထားမှုမှာ ။တင်ရလူပြသက်တဲ့အဖြစ်ထွက်ဆိုစဉ်ကထွက်ချက်တွေကိုသာပြန်လည်ထွက်ဆိုသွားခဲ့တယ်လို့လည်းသိရပါဗျ။အဲဒီနောက်သူကိုအင်းဝါအချုပ်ဆိုင်ပိုင်းရှင်မိသားစုဝင်တွေဘက်ကရှင်တွေကအပြန်အလှန်မိကွန်းတွေကိုစစ်ဆေးမေးမြန်းခဲ့ပါဗျ။ဒါအပြင်အင်းဝါအချုပ်ဆိုင်ပိုင်းရှင်မိသားစုဝင်6ဦးကိုလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုံမှာ 29မြန်ဆောင်24မြန်ဆောင်30နှစ်နဲ့တရားစွဲဆိုထားမှုနဲ့ဒေါ်တင်သူစာတင်မင်းလက်စွမွန်လက်နဲ့ရာဇာထွန်းတို့ကိုကလေးတငယ်ဥပဒေပုံမှ66ဂါကြီးနဲ့တရားစွဲဆိုထားမှုအတွက်တရားလုံပြသက်သေတွေကိုတော့စစ်ဆေးဖြစ်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်အင်ကူမင်းကလင်းငယ်နှစ်ဦးကိုနှိပ်စက်ခဲ့တယ်လို့ဆိုကာအင်ဝါအဆုတ်ဆိုင်ပိုင်ရှင်ဒေါ်တင်သူစာတင်မင်းလက်စွမွန်လန်းနဲ့ရာဇာထွန်းတို့ကိုကလေးတငယ်ဥရေပုံမှ66ဂါကြီးနဲ့၎င်း ်ဒေါ်တင်သူစာတင်မင်းလက်စုမုံလက်နဲ့ရာစာထွန်းတို့ကိုပုံမှန်325မြင်းဆောင်344ရုံးနဲ့၎င်းမတ်တီရီလက်နဲ့ဥကိုလက်တို့ကိုပုံမှ325မြင်းဆောင်344မြင်းဆောင်134ရုံးနဲ့၎င်းသူတို့ချောင်းဦးစလုံးကိုလူကုံကူးမှုတားဆီးကာကွယ်ဥရေပုံမှ29မြင်းဆောင်24မြင်းဆောင်32နဲ့၎င်းတရားစွဲဆိုစစ်ဆေးနေတာဖြစ်ပါတယ်